င်္ဂလာပါခင်ဗျာကျွန်တော်အောင်ပြည်သစ်ပါဆရာမောင်တို့ကရေးသားတဲ့မောင်တို့ကဤတိုက်ရည်ရင် တရားတုံဆိုတဲ့ဆရာရဲ့ကိုရီးဖြစ်ရမှန်စာအုပ်လေးကိုအခန်းဆက်အဖြစ်ဖတ်ပြချင်ပါတယ်ခင်ဗျာကိုရီးဖြစ်ရမှန်စာအုပ်ဆိုတော့ဆရာရဲ့ကိုရီးအချင်းအမှားစာတွေပါဖတ်ပြပြရစီခင်ဗျာနားဆင်ကြရအောင်အပိုင်း၁မောင်တို့ကဤတိုက်ရည်ရင်တရားတုံမောင်တို့ကကိုရီးအချင်း 1928ခုနှစ်ရွှေဘုံမြို့တွင်အဖဦးမှန်ကြီးအမိဒေါ်မြိုင်တို့မှဖွားမြင်သည်သားသမီး၄ယောက်နှင့်အကြီးဆုံးသားဖြစ်သည်1949ခုနှစ်တွင်တက္ကသိုလ်ဝင်နှင်းအောင်ခဲ့သည်၎င်းနှစ်တွင်ပင်ဗမာရေတက်မတော်သို့တတအဖြစ်ဝင်ရောက်မှုထမ်းခဲ့သည်တက်မတော်ရေတက်တွင်ဘုံမှုရာတို့ထိထမ်းဆောင်ခဲ့သည်1969ခုနှစ်မှ1989ခုနှစ်ထိပြန်ကြားရေးဝန်ကြီးဌာန ရှိသူ forward စာဆောင်များတွင်စာတီးရုပ်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်ယနေ့ထိအင်္ဂလိပ်စာ အင်္ဂလိပ်စကားသင်ကြားပူချခြင်းရေကြောင်းသိပ္ပံအတတ်ပညာများကိုနိုင်ငံခြားသောသင်္ဘောသားများအားသင်ကြားပူချပေးခြင်းစာပေကြပြရေးသားခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်စာရေးသူ၏အမှားစာကိုရီးဖြစ်ပြမှတ်တမ်းတရက်ဖြစ်သည့်တိုက်ရည်ရင်တရက်သုံးဤသင်္ဘောပြကိုရီးဖြစ်ပြဇလန်းကို ပေဘူးလာမဂဇင်းတွင်1989ခုနှစ်မတ်လမှစ၍ဇူလိုင်လအထိငါးလတည်းတည်းအခန်းဆက်ရေးသားတင်ပြခဲ့ပါသည်ယခုအခါစာဖတ်ပြည့်သည်များ၏တောင်းဆိုမှုအရမြစည်းမစာပေတိုင်းမှ အခက်အခဲမျိုးမျိုးကိုကြော်လွှားကလုံးချင်းဝိတ္ထုဖြင့်ထုတ်ဝေလာခြင်းဖြစ်ပါသည်ယခင်ကကျွန်တော်သည်ဣဇလန်ကိုမြည်သည့်မဂဇင်းတွင်မှမရေးသားခဲ့ဘူးပါ1959ခုနှစ်ဖေဖော်ဝါရီလတော့ မြဝတီမဂဇင်းတွင်တိုက်ရိုက်ရင်103ဟူ၍စာမျက်နှာနှစ်မျက်နှာများဖော်ပြခဲ့သည်မှာကျွန်တော်ရေးသားချက်မဟုတ်ပါမြဝတီမဂဇင်းအယ်ဒီတာအဖွဲ့က1958ခုနှစ်ဒီဇင်ဘာလ18ရက်နေ့တို့စင်ကာပူစတိတ်တိုင်းသတင်းစာမှာသတင်းရေးသားချက်ကိုထုတ်လို့၍ဘာသာပြန်တင်ပြခဲ့ခြင်းသာလျှင်ဖြစ်ပါသည်ကျွန်တော်သည်တိုက်ရိုက်ရင်103နှစ်မြုပ်ပြီးသည့်နောက်နှစ်ပေါင်း30တိုင်အောင်မရေးဘဲနေခဲ့ရမှာ ယခုအချိန်ဒီကျွန်တော်ဘဝဤစီးစာချိန်လဲရောက်ပြီမြမစာပေတွင် ရှိစဉ်သောရေချောင်းစာပေတရလဲကြံရစ်စီဟူသောရည်ရွယ်ချက်နှင့်အတူကျွန်တော်ရဲ့ရဲဘော်များဤပင်လယ်ပြင်ကိုအန်တုလျက်တိုင်းပြည်တော်ဝန်ကြည်ဝန်ခဲ့မှုကိုလည်းချီးကျူးမှတ်တမ်းတင်သည့်အနေနဲ့အကျိုးမဲ့အချင်းဤမဖြစ်စေလိုသောဆန္ဒနှင့်ဖွင့်ဟရေးသားလိုက်ရခြင်းဖြစ်ပါသည်နှစ်ပေါင်း30ဆောင်ဆိုင်နေခဲ့ရခြင်းမှာတိုင်းပြည်တော်ဝန်ကိုထမ်းဆောင်ရင်း အသက်ပြီးသွားခဲ့သည်ရဲဘော်တစုတို့၏ကြံရစ်သူမိသားစုများစိတ်မချမ်းမသာ ဖြစ်ကြမည်ကိုစိုးရိမ်သောကြောင့်တက်နိုင်သည်များနှုတ်ပိတ်ရင်ငုံနေခဲ့ခြင်းဖြစ်ပါသည်ယခုတော့တည်သောသူလည်းမေးလောက်ပြီးဒဏ်ရာများလည်းကြေလောက်ပြီးဟုယူဆကမြမစာပေတွင်ရှားပါလာသည်ရေချောင်းစာပေတည်းရဲ့မှတ်တမ်းတင်ဖြစ်ရင်နာနာဖြစ်မည်ရေးသားတင်ပြခဲ့ရခြင်းဖြစ်ပါသည်တင်မောပြက်ဒုက္ခသည်ဘဝဆိုသည်မှာတင်မောသာတူဘဝတွင် မတောင့်တအပ်သောမမြိုလင့်အပ်သောဘဝဖြစ်သည် ကျွန်တော်နှင့်ရဲဘော်များသည်တက်ရည်ရင်တရသုံးကိုလှိုင်းလေကြားတွင် မနှိမ့်မြုပ်စီရန်အစွမ်းကုန်ကြိုးစားလျက်နှင့်ပင်မမြိုလင်ပဲတိမောပြက်ဒုက္ခသည်ဖြစ်သူရောက်ခဲ့ရသည်တိမောပြက်သည်တွင်အသက်ငယ်ဖောင်ကူစီးကပင်လေပြင်တွင်မြော့ပါခဲ့ရသည် ကဲသူတွင်တို့ကျွံ့ရောက်နှုန်းနှင့်ပင်တဏီဝင် တမှုတော်ဒုက္ခရောက်ခဲ့ကြသည် ဒုက္ခဟုဆိုခြင်းထက်လောကီငရဲသို့အရှင်လက်လက်ရောက်ခဲ့ခြင်းဆိုပါက ပူ၍မှန်ကန်ပါလိမ့်မည်ကျွန်တော်ဤမျက်စိရှေးမောင်းနှတ်ပင်ရဲဘော်များအစာငတ်ရင်ငတ်နှင့်တယောက်ပြီးတယောက်အသက်ပြောက်ခဲ့ကြသည်တရားသည်ကိုကြောက်ရွံ့ကြသည်မှာတရှိတတဝရန်ဤဓမ္မတာကျွန်တော်ဒီလဲတေးရမြီကိုကြောက်ပါသည်သို့တော်မိမိတေးရမြီကိုတည်တော်လဲနောက်ဆုံးချိန်ထိတောင်းဝန်ကိုကြည်ဝန်စွာထမ်းဆောင်ခဲ့ကြလျက် နောက်ဆုံးထွက်သက်သည့်ဤသူကိုမြဒုက္ခမပေးဘဲတိမင်းကိုရေရေမျက်နှချင်းဆိုင်သွားခဲ့ခြင်းဟူသည်မှာယောက်ျားပိတာသောသူများတတိရှိသောသူများသာတက်ဆွမ်းနိုင်ပါသည်ရှင်ကြံနေခဲ့သည့်ရဲဘော်တစုတွင်လည်းရင်းသူသောတတိရှင်များရှိကြပါသည် သူတို့သည် တိုင်းပြည်ကချီကျူးတိုက်သည့်ပုဂ္ဂိုလ်များဖြစ်ပါသည်တိုက်ရည်ရင်တရသူနေမြုပ်ပြည်သည့်နောက်တွင်၎င်းတင်မောနှင့်မျိုးတူညီအမတင်မောကူးစည်းမြကျန်ခဲ့ပါသည် တရားသုံးနင်းမြုပ်ပြီးသည့်နောက်တွင်ကြံသိမောကုစီအားကျွမ်းကျင်သူ စာဗီယာများဖြင့်စစ်ဆေးစီသည်တွင်ပင်လယ်ပြင်တွင်သွားရန်အတွက်လုံးဝမသင့်လျော်သောအခြေအနေတွင် ရှိသည်ဟု တွေ့ရှိရသည့်အတွက်ရည်ရဲစည်ရင်မှပေကဖျက်သိမ်းစီခဲ့ရသည်ဤမြဆိုလျင်တိုက်ရည်ရင်တရားသုံးနင်းမြုပ်ဝါခြင်းမှာအဘဲကြောင့်စူသည်ကိုသိသိမ့်ပေပြီသင်းမောမှာတက်တန်းကုန်ခဲ့ပြီဖြစ်သည်ကမ္ဘာသတင်းစာကြီးများ အထူးသဖြင့်စင်ကာပူစတရိတ်တိုင်းသတင်းစာကဘူဂျီပါတော်တို့လူစုသည်လူတယောက်အသက်ရှင်နိုင်ရေးအတွက်အ ਨੇ ဆုံးလိုအပ်သည်ဟုယူဆသောတောက်ရီအချိုးအစားထက်ရော့၍ပင်73ရက်မြားနေခဲ့ကြသည်ပါရဂူတို့အလိုရမှုအသက်ရှင်ရန်မျှော်လင့်ချက်မရှိသေးဟုရေးသားခဲ့သည်ကမ္ဘာနိုင်ငံအသီးသီးမှကျွန်တော်တို့လူစုကိုအံ့ဖွယ်သူရဲ့ဆွမ်းဆောင်နိုင်ကြသူများဟုချီးကျူးခဲ့ကြသည်မြန်မာပြည်မှမူ ပုဂ္ဂိုလ်ကြီးတဦးကသာကိုရီးလျောက်ကြီးမြောက်ခဲ့ပါသည်ယခုကစာဖတ်သူပြည်သူလူထုအတွင်းကြကြသိရှိကြရန်အတွက်အဖြစ်အပျက်ကိုနှစ်ပေါင်း30မြောက်တူဝထားရမှမှတ်မိသည်မျှတိကျစွာတင်ပြလိုက်ပါသည်ကျွန်တော်တို့သည်ထိုစဉ်ခါကအသက်20ကျော်အစိမ့်မျှသာပြန်မြအဖြစ်ရှိပါသည်ယာရုအကြီးဆုံးကျွန်တော်ပင်လျှင်29နှစ်အရွယ်မျှသာရှိပါသည် ကျွန်တော်အရွယ်ကျွန်တော်ဉာဏ်ရည်နဲ့အတက်ဆွမ်းနိုင်ဆုံးကိုပြုလုပ်ခဲ့သည်တာမန်လူသားအရာရှိတဦးသာလျင်ဖြစ်ပါသည်တိုက်ရင်ရင်တရသူနင်းမြုပ်ခဲ့ရခြင်းတွင်ကျွန်တော်တဦးရဲ့အပေါ်သာ လုံးဝတောင်းဝန်ရှိပါသည်တင်းမောပြက်ပြီးနောက်ပိုင်းပင်လယ်ပြင်ကို73ရက်တိုင်းရင်ဆိုင်လျက်တင်းမင်းကိုအန်တုကလောကငရဲမှာပြန်ထွက်လာနိုင်ခဲ့ခြင်းသည် ကျွန်တော်ရဲဘော်များ၏တတိဆွမ်းမကကြောင်းသာလျင်ဖြစ်ပါသည်ဤဒီကို တန်းပြီကသိစေချင်ပါသည်ဤမတန်းကိုဖျက်ရှုပြီးသည့်နောက်တစုံတရာအမာယွင် အချွတ်ချော်ရှိခဲ့သောနှစ်ပေါင်း30ကြာကမှ ပြန်ရေးသားရသည့်ကြောင့်ကျွန်တော်သတိမေ့လျော့ချွတ်ချော်မှုကြောင့်ဖြစ်ပါသည်တိုက်ရရင်တရသုံးမှကြာဆုံးလေသူရဲဘော်များကောင်းရာသူကတိလာပါစေမြမလူငယ်များ ပင်လယ်ပြင်ကိုလွှမ်းမိုးနိုင်စေရမည်မောင်တော့ကထုတ်ဝေသူ၏အမှား ဆရာမောင်တော်ကဒီဇာယိဆရာနဲ့ထုတ်ဝေသူပုံစံမျိုးမဟုတ်ဘဲမိဘနဲ့သာသမီလိုဖိဖိမမတိုက်တိုက်တွန်းတွန်းနဲ့ကျွန်တော်အပါဝင်တောင်းခံသူအများအပြားကြားမှာကျွန်တော်အားရွေးချယ်ပြီးကိုယ်တိုင်ကိုကြအားပေးခွင့်ပြုခဲ့ပါသည်လေးစားကြည်ညိုဝေရာဆရာစိတ်ထားကိုကျေးဇူးတင်ဥညွတ်ပါကြောင်းရှိဦးစွာပြောကြားလိုပါသည်ဆရာမောင်တော်ကဤတိုက်ရိုက်ရင်တရသုံးကိုရီအဖြစ်မှန်ဇလန်းနှင့်ပတ်သက်ပြီးအစအစအရာရာဝိုင်းဝန်းကူညီကြသည့် ပေဘူးလာမဂဇင်စာဒီအဖွဲ့နဲ့ဗကြီးမြင့်မောင်ကျော်ကာတွန်းမောင်မောင်အောင်တို့အားလည်းကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်းလီစာစွာမှတ်တမ်းတင်အပ်ပါသည်မြစည်းမစာပေဤထို့ဝီလှူဆောင်ကြများသည်မြမစာပေအမှုပညာလောကအတွက်မြူတမုံတဲတပွင့်မြအရာထင်းလျင်ပင်ကျင်내ရမည်ဖြစ်ပါသည်လောကတွင်ရုပ်ပန်းဆိုင်ရာပွားစည်းလူသူသည်နံပိုင်းဆိုင်ရာအသာစီးကိုရောင်ရဲနိုင်ရပါမည်ထို့အတူ နမန်းဆိုင်ရာဂုံတိန်တက်လို့သူသည်ရုပ်ပိုင်းဆိုင်ရာတွင် လောဘထိန်းနိုင်ရမည်ဟုယူဆပါသည်ထို့ကြောင့်မျက်စိမှစပေးကိုသတိမူအလေးထားလှသည်နှင့်အမျှစီးပွားရေးအမြင်တွင် ကျွန်တော်အည်သွေးသည် ပြောเสียရဖြစ်နေပါသည်တက်ရှိဖန်တီးသူ ကျွန်တော်၏ပုဂ္ဂိုလ်ရေးအရာမထင်လျင်ရှိပါစေသက်မဲ့ကျွန်တော်မျက်စိမှစပေးတိုင်းဂုံတက်လျင်ဖြင့်ပီတိဖြင့်ခြေနဲ့ရောင်ရဲနေမိတာဖြစ်ပါသည်မြမစာပေအမှုပညာ လောကသားအလုံးအခက်ခဲကို နားလေစွာခါစီကြော်ဖြက်လျက်ရှိပါသည်တိတ်ခါလူကျင်သူကတိတ်ခါယူငွေလူကျင်သူကငွေယူကစာပေအမှုပညာလောကသည်တမမျှတစွာရှင်သန်လျက်ရှိပါသည်ဝါသနာကြီးမားခြင်းအနစ်နာခံခြင်းတိခံခြင်းခွင့်လွတ်ခြင်းမေးလိုက်ခြင်းများစွာတို့ပေါင်းစည်းလျက်စာပေအမှုပညာလမ်းသည်အချိန်ဟုန်မပြတ်ဆက်လက်ချီတက်နေပါသည် မြမစပီအမှုပညာလောကတဲ့သူမြည်သူဘုံမှာမပြိုင်ဆိုင်ပဲတဏ္ဍိတအားနဲ့ဝါသနာအရင်ခံကမြည်စီမစပီသည်ယူသားစွာဝင်ရောက်ခဲ့ပြီးယူသားစွာပင်ရှောက်လန်းလျက်ရှိနေပါသည် အပိသူပြည်သူအပေါင်းကုကျမ်းမာပြီးစိတ်ချမ်းသာကြပါစေကောင်းမြတ်သောဆန္ဒများပြည့်ဝကြပါစေလေးစားနေသောရဲမြင့်မြည်စီမစပီ14ရက်9လ1989ခုနှစ် ကျေးဇူးတင်လွာတိုက်ရည်ရင်တရားသုံးကိုအခန်းဆက်ဇလန်းအဖြစ်ဖော်ပြပေးခဲ့သောပေဘူးလာမဂဇင်းအက်ဒီတာချုပ်ဦးမြလိုင်အစစအရာတွင် ကူညီပေးခဲ့ကြသည့်စာရီးအဖွဲ့ဝင်များစာအုပ်ထုတ်ဝေသူမြစည်းမစာပေမှကိုရဲမြင့်နှင့်ဇလန်းကိုရေးသားဖြစ်စေရန်အတွက်တနည်းအားဖြင့်လှုံ့ဆော်ခဲ့သူစာရေးဆရာအောင်သိန်းတို့အားအထူးကျေးဇူးတင်ရှိပါကြောင်းမောင်တော်ကပမာဏ ဤဒီမှာစိတ်ကူးရင်ဇလန်းတခုမဟုတ်ပါဘဝတွင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အမှန်တခုဖြစ်ပါသည်ဤဒီမှာအချစ်ဇလန်းတခုမဟုတ်ပါသင်္မောသာတဝီဘဝတွင် ကြုံတွေ့စီရန်မမျော်လင့်အပ်သည့်သင်္မောပြက်ဇလန်းတခုဖြစ်ပါသည်ဤဒီမှာစစ်မှတ်ရေးရာမဟုတ်ပါပင်လယ်ပြင်တွင်သင်္မောပြက်၍ဒုက္ခရောက်ရသည့်သင်္မောသာလူငယ်တစုတေမင်းနှင့်ရှင်ပြိုင်အန်တုရသည့်ဇလန်းဖြစ်ပါသည် စိတ်ဝင်စားဖွယ်ဖြစ်ကောင်းဖြစ်မည်မှန်တော်လဲစိတ်မချမ်းသာဖွယ်ဇလံတစ်ခုဖြစ်သည်ဟုစာရေးသူကကြိုတင်ပြောဆိုလိုပါသည်စိတ်မချမ်းသာဖွယ်ကောင်းလာသည်ကြောင့်မပြောမစုံမရေးသားခဲ့သည်မှာနှစ်ပေါင်း30များကြာကြောင်းခဲ့ပါပြီပြောသင့်စိုးစင်းသည်ချင်းတော့အချက်လက်များကိုပြောသင့်သည့်နေရာအချို့တွင်ပြောခဲ့သည်မှာအပတက်နိုင်သည်များနှုတ်ပိတ်ရင်ငုံနေခဲ့ပါသည်နှစ်ပေါင်း30ကြာအထိဤအကြောင်းကိုကျွန်တော်မရေးသားခဲ့ပါဘူး ပင်လယ်ပြင်တွင်တည်ဆုံးခဲ့ကြသောရဲဘော်တို့၏မိသားစုများနှင့်မတည်ဘဲကြံရစ်ကြသောရဲဘော်တစုကိုလည်းစိတ်မချမ်းမရေဝယ်ရာများကိုပြန်ပြောင်းသတိမရစေလိုခြင်းကြောင့်ခက်မစိတ်ပင်နေခဲ့ပါသည်ယခုတော့နှစ်ပေါင်း30မြောက်သောကာလသည်ဒဏ်ရာအနာတရားများကိုကျက်စီသောကာလဖြစ်ပြီးဟုထင်ခြင်းကြောင့်ဘဝအဖြစ်အပျက်တရက်အနေနဲ့မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်ဘဝဇလန်းကြီးတသက်မဟုတ်ပါ ကျွန်တော်နဲ့အတူပင်လယ်ပြင်တွင် အသက်ရှင်ရန်ကြိုးပမ်းရင်းကြာဆုံးသွားသည့်ရဲဘော်များတေမင်း၏ဂရင်းဝါမှပြန့်ထွက်လာနိုင်ခဲ့ကြသည့်အရာရှိရဲဘော်တစု၏ဘဝဇာလံဖြစ်ပါသည် စာရေးသူကျွန်တော်မောင်တော်ကသည်ဤအဖြစ်ပြက်တွင်ဗရာဏကြသောအခန်းမှ မလွဲမရှောင်သာပါဝင်ခဲ့ရသည်ဒုဖြစ်ခြင်းကြောင့်ပထမနံစာပုဂ္ဂလိကကိန်းကျွန်တော်ဟူ၍တုံဆွဲရပါသည် ကျွန်တော်ဇလန်ဆိုသည်ထက်ရေထဲမှကန်းကြီးလက် ကင်းသင်မောတစင်းဖြစ်သည်တိုက်ရရင်တရသုံးဤဇလန်ဆိုလျင်ပိုးမှန်ပါသည်တိုက်ရရင်တရသုံးတရရတစ်သုံးညာသုံးသည်ပင်လေပြင်တွင် ကင်းလက်တာဝန်ထမ်းဆောင်ရင်1956ခုနှစ်နိုဝင်ဘာလ29ရက်နေ့နနက်9နာရီခန့်တွင် တနင်္သာရီကန်ယူတန် လောင်းလုံကျွန်းစု မော့စကော့အိုင်လန်ဤ အနောက်ဘက်မိုင်20ခန့်အကွာ၌မမြုံလင်သောလေပြင်းမုန်တိုင်းတစ်ခုတွင်နင်းမြုပ်ခဲ့ရသည်။သင်္ဘောပေါ်တွင် လိုက်ပါခဲ့ကြသည့်အရာရှိနှင့်သင်္ဘောသားစုစုပေါင်း28ဦးသည် Rubber Life Rap Rubber အသက်ကယ်ပေါင်း2စီးဖြင့်သင်္ဘောကိုစွန့်ခွာခဲ့ကြရသည်။အသက်ကယ်ပေါင်း2စီးမှာရဲဘော်9ဦးပါဝင်လျက်နောက်တစ်စီးတွင် စာရေးသူအပါအဝင် အရာရှိနှင့်ရဲဘော်18ဦးပါဝင်ကြသည်။ ရဲဘော်ကိုပါဝင်သည့်အသက်ငယ်ဖောင်မှာယနေ့အထိရှားမတွေ့တော့ပါပင်လယ်ပြင်တွင်ဆုပ်ဆမြုပ်ဆပျောက်ကွယ်သွားခဲ့ပါသည်ကျွန်တော်ပါဝင်သည့်အသက်ငယ်ဖောင်သည်73ရက်တိုင်တိုင်ပင်လယ်ပြင်တွင်မြုပ်ပါခဲ့ရမှကဲသူတွေ့ရအသက်ရှင်သူဆယ်ယောက်မြကျန်ရှိခဲ့ပါသည်73ရက်တာကာလအတွင်းပင်လယ်ပြင်တွင်အရာရှိတဦးနှင့်ရဲဘော်9ယောက်စုစုပေါင်း၈ယောက်အသက်ပျောက်ခဲ့ရပါသည် ကျွန်တော်ဒီတိုက်ရည်ရင်တရသွင်းဤစည်ရည်ရင်မူထိုစဉ်ကအခေါ်အဖျင်ဦးစည်းမှုဖြစ်ပါသည်ဤမြမှတ်တမ်းအဖျင်ကြာဆုံးနေကြသောရဲဘော်များတာဝန်ကြီးကြသောရဲဘော်များကိုဂုံပြုမှတ်တမ်းတင်အပ်ပါသည်ဘတ်တော်မောင်တော်က14ရက်9လ1986ခုတိုက်ရည်ရင်တရသွင်းဤလူရင်အားစင်းလူရင်အားစင်းကို အသက်မသေးကြံသူများနဲ့ကြာဆုံးသောရဲဘော်များဟု၍စည်ရင်လိုက်ခွဲခြားပြသပါသည်အသက်မသေးကြံခဲ့သူများတဘူကြီးပတ်တော်ရေမြင်းဆောင်သုံးသူညာ၅တနှစ်ဘူလီတန်းလွင်ရေမြင်းဆောင်တသုံးညာ9တအာသုံးတက်ကြကြီးကူကူကြီးကပအမ2995လေးတက်ကြမောင်ကြီး နှစ်လေးတစ်တုံးငါတက်ကြက်မြင်းဆောင်ဆက်အောင်မြင့်သုံးသူညာရှိခွန်6တသားမြင်းဆောင်ဆက်ဂွမ်းရှိန်လေးတစ်ရှိတစ်ခွန်ကြုံမြင့်6သူညာ7သူညာ8လှဖေငါသူညာသူညာလေး9လှမြင့်ငါ6သုံးတစ်30တသားမြင်းဆောင်စာကန်ခင်မောင်9653 ကြဆုံတော်သောရဲဘုံများဖောင်တိပြောက်ဆုံးတတသမောင်ကပ္ပအမ3905နှင့်မြင့်ဆွင်6106မောင်စု4568လေးဟန်သိန်း9938 9, 9မြင့်လွင်9284 6ရူစီရီယူ9969ခွန်အီ9189 8တသမြင့်ဆောင်ကျူးမဲ့ ခမောင်လက်ငါးလိနှစ်သုံးကိုတတမြင့်ဆောင်စပူထွန်းကြီးလေးရှိကိုလေးစသုံးရအတွင်ကြာဆုံးသွားသောအရာရှိနှင့်ရေဝံများဖောင်းနှင့်တစ်ဘူးကြီးဆိုးရေသုံးသူညာရှစ်သုံးနှစ်တက်ကြကြီးခမောင်ဝင်းကပ္ပအမတစ်လီလုံးသုံးတက်ကြမောင်ဝေးသုံးသုံး၅၆လေးအောင်မြင့်၃၁၅နှစ် ငါစံခု335တုံည6တက်ကြက်မြင်းဆောင်ဆက်ကြုံညွန့်348ခွန်တသားကြော်ကြော်4946တသားမောင်မြင်4998အရာရှိအကြက်တသား29ဦးနဲ့ကျွန်တော်ပါဝင် လူ30ဦးမှာအသက်ရှင်ကျန်းနေခဲ့ပါသည် ကျွန်တော်စီးနင်းသည့်အသက်ငယ်ဖောင်ပေါ်ကျွန်တော်မျက်စိရှိမောက်တွင်ဘူကြီးစိုးဦးနှင့် အခြားအဆင့်9ဦးစုစုပေါင်း6ယောက်အသက်ပျောက်ခဲ့ပါသည်ရဲဘော်9ဦးပါဝင်သည့်ဖောင်မှာလုံးဝမတွေ့ရတော့သောကြောင့်ပင်လယ်ပြင်တွင်တည်ဆုံးကြသည်ဟုမှတ်တမ်းတင်ခဲ့ရပါတော့သည်ယခုရေးသားတင်ပြခဲ့သောကုရိအဖြစ်ပြက်ဇလန်းကိုဖတ်ရှုပြီးသည့်နောက်တွင်လိဇာအသောစာရှုသူသည်ကျွန်တော်အပေါ်တွင်သူရဲကောင်းတဦးသို့မဟုတ်လူစုတဦးဟုထင်မြင်ကောင်းထင်မြင်ကြပါလိမ့်မည်ကျွန်တော်သည်သူရဲကောင်းလည်းမဟုတ်ပါ လူစုတူလည်းမဟုတ်ပါကြားရောက်လာသည့်တာဝန်နှင့်ဝတ္တရားကိုမိမိညံမိသည်မြစွန့်ဆောင်နိုင်သည်မြကိုတတ်နိုင်သည်မြကြည်ပွန်စွာထမ်းဆောင်ခဲ့သည့်အရာရှိတဦးသာဖြစ်ပါကြောင်းကျူတင်အစီရင်ခံလိုပါသည်အခန်း၁တိုက်ရည်ရင်တရသုံးရည်တဲ့အရာရှိငယ်တဦးဤဘဝတွင်တိုက်ရည်ရင်ဒစဉ်ကိုအုတ်ချွခွင့်အာနာဦးစည်းမှုဒုမဟုတ် စီရင်မှုအဖြစ်ခန့်ခံရခြင်းဟူသည်မှာအလွန်ဝန်းသာဂုဏ်ယူဝေရသောအချက်တစ်ချက်ဖြစ်တော်သည်သူ့ဘဝတွင်အထုထိတ်ဆုံးသောကာလတည့်ရဖြစ်သည်1956ခုစက်တင်ဘာလတွင်ကျွန်တော်အားတိုက်ရိုက်ရင်တရား၃ဤဦးစီးမှုအဖြစ်ခန့်လိုက်တော့အခါဝန်းသာဂုဏ်ယူ၍မဆုံးတော့ပါကျွန်တော်တို့ဘူတင်နှင်းအတူတက်လာခဲ့ကြသည့်ဘူလောင်းတစုတွင်ကျွန်တော်သည်ပထမဆုံးအနေနဲ့ စည်ရင်မှုကန့်အချင်းခံရသူဖြစ်၏နောက်ခေတ်နှင့်အညီစည်ရင်မှုဟူ၍သာတုံဆွဲပါမည်ကျွန်တော်အတ္တမှာ29နှစ်မြတ်သာရှိသေးသည်တရရင်တရသုံးမှာရေရက်တွင်၎င်းနှင့်မြို့တူညီမသင်္ဘောဆယ်စည်းများရှိသည့်နှင့်တစည်းသောသင်္ဘောဖြစ်သည်သင်္ဘောဆယ်စည်းစလုံးမှာ အမေရိကန်ရေရက်မှာကမ်းခြေဆောင်ကင်းလက်သင်္ဘောငွေများဖြစ်ကြသည်ဒုတိယကဘာစစ်အတွင်းက အမေရိကန်ကမ်းခြေကိုကာကွယ်ကင်းဆောင်ရန်ကမ်းခြေဆောင်တပ်ဖွဲ့အတွက်ဆောက်လုပ်ခဲ့သောရည်ရည်များဖြစ်သည် အစီထုတ်ထားသည့်ထင်ယူသာဒေးဥများဖြင့်တင်းမောကူတွေကိုတိဆောက်ထားလျက်အလျားပေ83ပေ အနံပြက်14ပေများရှိကာရည်စူး6ပေများရှိသည်လက်နက်ကြီးများအနေနဲ့40မီလီမီတာလေရင်ပြည့်စက်အမြောက်ကြီးနှစ်လက်ပါရှိပါသည်ဥပိုင်းတွင်တစ်လက်နှင့်ပယ်ပိုင်းတွင်တစ်လက်ဖြစ်ပါသည် ဘူဖာဆက်အမြောက်ဟုခေါ်ဆိုသည်ဒုတိယကဘာစီပြည်သည့်နောက်တွင်တင်မောအများပြားမှပူရှမ်းနေသောစစ်ကြံတင်မောများဖြစ်သည့်အလျောက်အမေရိကန်ရေတဲစကန်တစ်ခုတွင် စုပြုံကျူးချီထားခဲ့သည်ရင်းတင်မောများအနက်မှဆယ်စည်းကိုမြန်မာရေတဲသူလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်1950ပြည်နှစ်တွင်မြန်မာရေတဲသည် အမေရိကန်ရေတဲမှကမ်းခြေဆောင်ကင်းရည်ရင်ကုစကကတာဆယ်စည်းများလွှဲပေးသည်ကို စင်ကာပူတွင်လက်ခံရယူခဲ့၏ထိုဆယ်စီးအနက်မှတစည်းသောအသင်းမော်သည်တိုက်ရည်ရင်တရသုံးဟူ၍ဖြစ်လာခဲ့သည်အမေရိကန်ရည်ထဲမှ လွှဲပြောင်းပေးစဉ်ကအသင်းမော်များ၏ပင်လယ်ထွက်ရန်အစစ်မီတပ်တန်းကာလမှသုံးနှစ်မြာသာကြံရှိနိုင်တော့သည်ဟုသတ်မှတ်ပေးခဲ့ကြောင်းသိရသည်အသင်းမော်၏အပူပစ္စည်းများကိုသုံးနှစ်စာမျှအပူဆောင်ပေးခဲ့ပါသည်တိုက်ရည်ရင်တရသုံးသည်ကျွန်တော်၏အုပ်ချုပ်မှုအောက်တွင်ရှိစဉ်နှိမ့်မြုပ်သွားခဲ့သောအခါရည်ရင်သည် ရေးရနိုင်6နှစ်တာတာဝန်ထမ်းဆောင်သွားခဲ့ပြီးဖြစ်တော်သည်တိုက်ရရင်103နှစ်ကျွန်တော်သည် ထူစဉ်ကလေးကရေးဆက်ဆောင်ခဲ့ကြသည်1950ပြည့်နှစ်တွင် ကျွန်တော်သည်တက်ကြက်အဆင့်တွင်သာရှိသေးသည် ထူစဉ်ကတိုက်ရရင်103ကိုအမေရိကန်ရေထဲမှ လွှဲပြောင်းလက်ခံယူခဲ့သည့်စစ်ရေးရင်မှုမှဘူကြီးမောင်မောင်ခင်ဖြစ်လျက်ဒုတိယရေးရင်မှုမှဘူကန်ညွန့်ဖြစ်၏ကျွန်တော်ကကျိုးမဲ့ဂျီနန်ဆက်သွေးကြီးမှာ တက်ကြက်တူဖြစ်သည် ပထမအတုဖြစ်သောတိုက်ရရင်လေးစီကိုစီရရင်မေယူဥဆောင်လျက်စင်ကူဘူမရန်ကုန်သို့တောက်လျှောက်ခုံပေါင်းယူဆောင်လာခဲ့ကြသည်လန်ခီးတွင်လိုင်းလီပြင်းထန်သောကြောင့်အပူရှံဒီဇယ်များကိုတင်ဆောင်လာသည့်ဒီဇယ်ပီပါများလွင့်စင်ကရေထဲကျသွားခဲ့သည်ဒီဇယ်ပီပါတစ်လုံးကစီရင်မှုဖြစ်သူ၏လက်တန်းကိုကျေမွသွားသည့်အထိကျိတ်ပြီးမှလိမ့်ဆင်းသွားသည်တိုက်ရရင်တရသုံးသည် သူ၏ပထမဆုံးဖြစ်သည့်စည်ရင်မှုတွေးစွန့်စေခဲ့ပြီဖြစ်သည်သူသည်ကျွန်တော်အားလည်းခြံလက်မထားခဲ့ပါ နောက်တနေ့တွင်စည်ရင်မှုဖြစ်လာမည်သူကိုပါတရီပေးသည်လားကျွန်တော်လက်ဝဲလက်ဤလက်ခလေထိတ်ကိုအံမုံတကားတစ်ခုဖြင့်ညက်စီကသွေးစိမ့်ရှင်ရှင်ထွက်စီခဲ့ပါသည် ယခုတိုင် ကျွန်တော်၏လက်ဝဲလက်ချောင်းသည်လက်ရလက်ချောင်းနှင့်ပုံမှန်သဏ္ဍာန်အဖြစ်မတူညီပဲတိရောပါဒံယာကိုပေးခဲ့ပါသည် ပထမဆုံးစည်ရင်မှုလက်တန်းကိုကြည်မွစီကနောက်ဆုံးဖြစ်မိစည်ရင်မှု၏လက်ခလေကိုထိတ်တင်ကွဲအပ်စေခြင်းသတိပေးခဲ့သည်ဟုနောင်တွင်မှကျွန်တော်ပြန်ပြောင်းသတိရမှတ်မိပါတော့သည်တိုက်ရရင်တရသုံး၏အုတ်ချုပ်မှုအာဏာကိုဘူကြီးဝင်းသိမ်းမောင်ထမကျွန်တော်ဘူကြီးဘတ်တော်ကလွှဲပြောင်းလက်ခံယူခဲ့သည်ဒုတိယစည်ရင်မှုမှာဘူကြီးစိုးဦးဖြစ်သည်ဘူကြီးစိုးဦးနှင့်ကျွန်တော်တို့မှာရေတဲ့အတွင်းသူတပြိုင်တည်းလို့လို့ ဝင်ခဲ့ကြသည့်ရဲဘော်များဖြစ်ကြသည်ကျွန်တော်တို့သည်တာမန်ရဲဘော်များဖြစ်ရေတပ်သို့ဝင်ခဲ့ကြခြင်းဖြစ်သည်ကျွန်တော်ကလွတ်လပ်ရေးမရမီကာလတွင် ဝင်ခဲ့လျက်ဘူကြီးစိုးဦးကလွတ်လပ်ရေးရပြီကာလတွင်ဝင်ခဲ့ကြသည်သို့သောအရာကြီးဖြစ်ရ၌သူကကျွန်တော်ထက်နောက်ကျ၍ဘူတင်တန်းတက်ခွင့်ရသူဖြစ်ခြင်းကြောင့်ယခုသူကကျွန်တော်၏လောက်အရာရှိဖြစ်ထမ်းဆောင်နေရခြင်းဖြစ်သည်တာဝန်ချိန်မှလွဲလျင် ကျွန်တော်တို့သည် ရင်းရင်းနှီးနှီးပင် ခေါ်ပြောကြလျက်သူနဲ့ကျွန်တော်တို့တချိန်ကစည်ရင်အင်းရတွင် အတူတူကရဲဘော်ဘဝနဲ့အမှုထမ်းခဲ့ကြသလိုသာ ခေါ်ပြောနှုတ်ဆက်လေးရှိသည် ကျွန်တော်ဒီထိုစဉ်ကအထက်မြမပြီးရေတဲ့စကန်းဖြစ်သည့်မန္တလေးမုံရွာစသည်လိုတွင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်အပြန်တွင်တိုက်ရရင်တရသုံးဤအုတ်ချုပ်မှုအာဏာကိုရခဲ့ခြင်းဖြစ်သည်တိုက်ရရင်တရသုံးမှာတန်လျက်စွန့်ရှိရတနာဘုံရေတဲ့စကန်းတွင် ရေလေဘောတစ်ခုနာချီနောင်ထားကပင်လယ်ပြင်ခီးထွက်ရန်ပြင်ဆင်နေစေဖြစ်သည်အုတ်ချုပ်မှုအမိန်ထွက်သည့်နေ့တွင်သင်းမောကလွှဲပြောင်းယူရန်အတွက်ရေလေတွင်ချီနောင်ထားသောတိုက်ရိုက်ရင်တရသုံးမို့သူတံမှန်ဒစင်းထမကျွန်တော်လှန့်တက်လိုက်သည့်တွင်သင်းမောလီကားထိတ်တွင်ဘိုးစိုးဦးကစစ်ဝတ်ဆုံးအဖြူကိုတည့်ရစွာဝတ်လျက်စည်ရင်မှုအစ်စ်ကိုစောင့်ကြည့်လင်းသည်သင်းမောကုန်းမထက်သူကျွန်တော်ခြေချသည့်တွင်ကင်းဆောင်တာဝန်ကျရဲဘော်က ရွှေဘူးတော်ခရငယ်အတန်ကိုမှုတ်လိုက်သည်နှင့်ဘူဆိုးဦးကသတိအနေထားရက်ခါအလေးပြုကြိုဆိုသည်ဤအချိန်ဒီရေတဲ့အရာရှိငယ်တဦး၏အပျော်ရွှင်ဆုံးသော အထွတ်ထက်အချိန်ဖြစ်သည်ခရပိုက်မှု၏ကြိုဆိုခြင်းခံရသောဂုံးဟုသည်မှာသင်္ဘောတစီစီးရင်မှုနှင့်ရေတဲ့ဦးစီးချုပ်တို့သာလျှင်ဂုံပြူခြင်းခံရသည် ခရမုတ်တန်ကြားသည်တွင်သင်္ဘောပေါ်ရှိအရာရှိအကျက်တသားများသည်ညင်သက်စွာသတိအနေထားဖြင့်နေကြသည် ဆက်လုပ်အသေးပဲရသောခရယာသံကိုနောက်ထပ်မှုမှမိမိတာဝန်ဝတရားများကိုဆက်လက်လုပ်ကြရသည်စည်ရင်မှုတူသင်းမဘောသူတတိုင်းစင့်သွားတိုင်းဤသို့အယူအသည်ပြုရခြင်းမှာရည်ရည်ဒေလီထုံးစံတရက်ဖြစ်တော်သည်ကျွန်တော်ကအလေးပြုခြင်းကိုခံယူရင်းဆက်လုပ်ခရယာမှုသည်တွင် နေကောင်းရလာဘူဆိုးဟုမိကသူ့ဟာလက်ဆွဲနှုတ်ဆက်လိုက်သည်နေကောင်းပါတယ်စီဦးဟုသူကပြန်ပြောရင်းလက်ဆွဲနှုတ်ဆက်သည် သူသည်တရက်ကလေးမြောက်ပေါ်အောင်ပြုံးရင်နေသည်သူကအလုတ်တောင်ဝင်နေထားရကျွန်တော်ဟာစီအိုးဟုခေါ်လိုက်သည်ကိုကျွန်တော်သတိပြုမိစီအိုးဟုသောအသုံးလုံးမှာအင်္ဂလိပ်ခေါ် commanding officer ကိုအတူပေါ်အဖြစ်ခေါ်သုံးဆွဲခြင်းဖြစ်သည်သူဟာကျွန်တော်ကတောင်ဝင်ရခေါ်ပါမူ first lieutenant first lieutenant ဟု၍ခေါ်ရသည်အတိတ်ဘဝမှာဒုတိယအရာသို့မဟုတ်ဒုစီရင်မှုဟု၍ဖြစ်သည် သို့တော်ကျွန်တော်ကရင်းရင်းနှီးနှီးပင်ဘိုးစိုးဦးခေါ်ပြောလိုက်သည် Congratulations ကျွန်တော်ကလက်ဆွဲနှုတ်ဆက်ကကြီးကြီးကျူးကျူးသူမှာလက်ရှိစီရင်မှုဘူကြီးဝင်းသိမ့်မောင်ဖြစ်ဘူကြီးဝင်းသိမ့်မောင်မှာပိမ့်ပိမ့်တွယ်တွယ်ဖြူဖြူနဲ့လူကျော်တူဖြစ်သည်သူသည်အင်္ဂလန်ပြည် Death Match ရည်ရက်ဘူတင်နံကြောင်းဆင်းလာခဲ့သူတူဖြစ်သည်သူကကျွန်တော်အားတိုက်ရင်တရသုံးရင်စီရင်မှုတောင်းဝန်ဝတရားများကို လွှဲပြောင်းပေးရမည်ဖြစ်သည်ဆာရွက်စာတမ်းဖိုင်များလည်းဇပွဲဘုံတွင်အသင့်ရှိနေ၏ဇပွဲပြည်တွင်ရက်နေသူ အရာရှိငယ်တဦးမှာဒုဗိုလ်တန်းညွန့်ဖြစ်သည် သူသည်တင်းမော့တွင် တွဲဘက်အရာရှိဖြစ်သည် ကျွန်တော်တို့တင်းမော့မှာပင်လယ်ပြင်တွင်ရက်ရှည်နေရမည်ဖြစ်ခြင်းကြောင့်တွဲဘက်အရာရှိတဦးအပူပေးထားခြင်းဖြစ်သည်တာမန်အဖြစ်မူစည်ရင်မှုနှင့်ဒုစည်ရင်မှုနှစ်ဦးသာလျှင် အရာရှိဟု၍ရှိပေသည် အလုတ်လွှဲပြောင်းခြင်းလက်ခံရယူခြင်းတို့ကိစ္စမှာကြာမြင့်သည်မဟုတ်ပါတင်းမောကသေးငယ်သည့်ကြောင့်ပစ္စည်းအလွဲပြောင်းမှာမများလာပါထို့အပြင်ဘူကြီးစိုးဦးနှင့်ဘူတန်းညွန့်တို့ပါဆက်နေကြမည်ဖြစ်ခြင်းကြောင့်အရေးကြီးသည့်တက်ဆောင်ဝင်နှင့်ခရယံမိကျောက်စည်ရင်တို့ကသာကျွန်တော်ကဂယုတ္တဆတ်စစ်စီကလက်မှတ်ထိုးယူသည်ဒီစည်ရင်တွေတည်ကြပါရယ်နော်ဝင်းတည်ကြပါရယ်မောင်ရင်အားလက်မှတ်ထိုးမှသာထိုးပါ အရေးကြီးတာကအခုလက်မှတ်ထိုးပြီးညနေမက်စမှာဘီယာတိုက်ဖို့ပဲထိုးတာထိုးထောင်မကျစရာပါဘူးထုံးစံဖြစ်သည်ထုံးစံမှာ CO အစ်စ်ကယာရှိများကိုယာရှိရိတ်တာတွင်ဘီယာဝတ်တိုက်မှလွှဲပြောင်းခြင်းကိစ္စပြင်းမြောက်သည်ဟု၏ရပါတယ်ဗျာမနက်ခင်းကရိတ်တာမှာပိစနာအကွယ်ဘီယာတရာစဉ်ဖရီဇာထဲမှာအသင့်ထည့်တာကိုမှားထားခဲ့ပြီးသားပါ ဘူဆိုးဦးလည်းလိုက်မြင်မို့လားကျွန်တော်ကဘူဆိုးဦးဘက်သူလှည့်မိလိုက်သည်ကျွန်တော်မဖြစ်ဘူးစီကိုဘိုက်ကဂက်စရစ်အာစာအဆိုင်ရောဂါပြန်ထနေတယ်ဆရာဝန်ကစီးုံတက်ဖို့တောင်ပြောတာသူနဲ့ကျွန်တော်မတွေ့ကြသည်မှကြာပြီယခုမှသတိပြုမိသည်မှသူသည်ဝမ်ဘိုက်ကိုလက်တစ်ဖက်ဖြင့်မသိမသာနှိပ်ထားလျက်မျက်နှာမှာလည်းနွမ်းလျားလျားဖြစ်နေသည်ဒီလိုဆိုစီးုံတက်လိုက်ပေါ့ဗျာစိုးစိုးကကူးလိုက်ရင်ကောင်းမယ် နေပါစီစီဦးရပါသေးတယ်ဒီတစ်ခေါက်မြေကပြန်မှပဲစေးုံတက်တန်တက်ရတာပေါ့ခုတော့ဘိုင်းနိုင်ရင်စောရဘိုင်းကက်လောင်နဲ့ပဲပြီးပါသေးတယ်သူစီအဆိုင်ယောဂရှိနေပါလျက်ကျွန်တော်နဲ့အတူရေကျွန်းစုသူခီးတစ်ထောက်ထွက်လို့သေးသည့်အတွက်သင်းမောဝင်ပြီးကက်နေခြင်းဖြစ်သည်ဘူတန်းညုံကလိုက်မယ်မို့လားဘူတန်းညုံကဘာမှပြန်မပြောပဲပြုံးယုံသာပြုံးနေသည်ဟေ့မောင်ရင် ဘူတန်းညုံကိုမခေါ်နဲ့ကွာသူကမောင်ရင်တို့ကူလို့လို့မဟုတ်ဘူးငငယ်ရွယ်ရွယ်နဲ့ပရိစိတ်နေတဲ့သူဘူကြီးဝင်းသိမ့်မောင်ကဝင်းပြောလိုက်သည် ထိုးနေညနေတွင် အရာရှိရေးတန်၌လွှဲပြောင်းပြီးသောစီရင်မှုနှင့်အခြားအပေါင်းသင်းအရာရှိများကိုလက်ခံရရှိသူစီရင်မှုကရမကဖြင့်အဘိယာစကပြုရာတွင်ဘီယာတရာစင်သာမကဂျမီကာရန်နှလုံးမှာစရင်ပါသွားသည် အများတကာတဲ့တောင်းနိုင်သူမှာဘူကြီးကံညွတ်မင်းဖြစ်သည်သူမကြည်နဲ့သေးသမျှတောင်းဝင်လွဲ့ပြောင်းလက်ခံယူရခြင်းပွဲမှာမပြီးသေးပါသူမူး၍လဲရန်ဆိုသည်မှာလဲကြွေးရိုင်းတကောင်ကိုလှဲ့ချရန်ကြိုးစားသည်ကလွယ်ကူလေအုံးမြီဖြစ်သည်ဟုတ်ကဲ့အပိုင်းတကူဒီမှာပဲခိတ္တရန်နာခွင့်ပြုပါခင်ဗျာလာမယ့်အပိုင်းနှစ်ကိုလည်းစောင့်မြုပ်ပြီးအားပေးကြပါဦးခင်ဗျာလာရောက်အားပေးကြတဲ့သောတာရှင်ဘုံကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမြန်မာပြည်သူပြည်သားများအန်ဒီရဲ့အမျိုးမျိုးမှာကင်းဝေးကြပါစေခင်ဗျာ